ပြီးတော့ဒီဗုဒ္ဓအခေါ်တွေမှာပါတဲ့ညက်ပြီဂျမာပြီနေရပြီတကားပြီတို့ဟာဗမာရှိပါတယ်ဗျာပြီးတော့အီးဆက်ဆုံးတို့ပုံပေါ်လို့ရနိုင်တယ်ဒီလို့ဆိုတဲ့အတိတ်နဲ့ရင်းကြည့်ရအောင်ဂျမာပြီလို့ဆိုတဲ့ဂျမာလူမျိုးတွေအများစုနေတာဒီလူမျိုးတွေပဲရှိတာเนาะဂျမာလူမျိုးတွေအများစုနေတဲ့နေရာကိုဘာကြည့်လို့ခေါ်တယ်ဒီဒုက္ခနဲ့ ဘဝအကုသိုလ်ကံတွေကြောင့်ဆင်းရဲဒုက္ခအတိပြီးတဲ့ဒီရဝန်းတစ်ခုမှာဒုက္ခခံစားနေရတဲ့သတ္တဝါတွေနေတဲ့နေရာဝင်ရည်လို့နော်ဘယ်နေရာမှာရှိသလဲဆိုတော့ရသော်ပြဘယ်မှာရှိတယ်လို့ခိုင်လိုက်ပြောထားတာတော့မရှိဘူးဘဘို့တွေးနေပြောမယ်ဆိုလို့ရှိရင်အများအားဖြင့်လောင်နေတဲ့အတွင်းထဲမှာပူလောင်နေတဲ့ဒီပြီးတော့နေဆိုရှိ အဲ့ဒီမီးတောင်တွေထဲမှာတက်ရှိတော့အနည်းနဲ့ဖြစ်နေတဲ့ကောင်းကြီးဟာအများအားပူလောင်နေမှာနေယူသီးထဲမှာမွေးတဲ့ပိုးလိုပဲပေါ့နော်အဲ့လိုမျိုးမရှိနိုင်ဘူးလားရှိတယ်အခုရေဘူးတွင်နေပါလေဆိုတာစာပေကျမ်းအရပြောမှရှိတပေါ်တာမြင့်ဆိုတာအိန္ဒိယမှာရှိအဲ့တပေါ်တာမြင့်ခါတပေါ်တာဆိုတာတပဆိုတာပူတဲ့ဥဒါကရေရှိဘူးဆန်းစီစင်းတဲ့ဖြစ် အဲ့ဒီမြေကဘာကြောင့်ရေပူဖြစ်ရတယ်လဲဆိုရင်လောဟကုန်ပြီလို့ခေါ်တဲ့ရေအိုကြီးတစ်ခုကဖြတ်စီလာတယ်ဆိုစဉ်းစားကြည့်ရတာကမိတော်ကြီးတစ်ခုကနေဖြတ်စီလာတော့ဟိုဘက်ကလည်းမိကြီးတောင်းနေတဲ့ဘက်ကလည်းအဲ့ကြားထဲကဖြတ်စီလာလို့ဒီရေပူသွားတာဆိုအဲ့တော့တချို့စာကျမ်းလေးတွေအနေနဲ့ပြောရမယ်ဆိုရင်ညီကြီးအောင်မှာငရေကြီးဆိုတာရှင်းနိုင်တယ်ပေါ့နော်ရှင်းနိုင်တယ်ဆင်းရဲဒုက္ခ ောက်တဲ့ပုံပုံတွေသရဝါလေးပေါ့ဒုက္ခခံရတဲ့သရဝါလေးဒီညံ့ညံ့မနေရဘဲနဲ့အဲဒါဒီခြေတော်ခံရတဲ့သရဝါလေးနေတဲ့ဧရိယာကြီးတစ်ခုအဲဒီတော့အဲဒီငရဲပြေကိုမျက်စောပြားပုံပေါ်ပြီးတော့ဟောတာရှိတယ်။ညရတာလဲချောက်เสียလမ်းเสียကြားရတဲ့အတန်ကလည်းကြောက်เสียလမ်းเสียအနံ့ကြီးကလည်းမခံနိုင်တော့အောင်ဆိုတဲ့အနံ့ တရားကအရသာလည်းပဲလုံးဝခံရဖြစ်တဲ့အရာပဲခန္ဓာကိုယ်လာထိတာလည်းပဲလုံးဝထိတွေ့မကောင်းတဲ့ဟာစိတ်ထဲမှာကူးလိုက်ရရင်လည်းအကောင်းဆုံးတစ်ခုမှမရှိတဲ့မျက်စိနာနာတရားကာရရလို့ဆိုတဲ့လူရဲ့ခန္ဓာကိုယ်မှာဆက်သွဲတဲ့အရာတွေဟာအားလုံးဟာကြောက်စရာလမ်းစရာဟိုစိတ်ထမ်းသာကြပြီးကြည့်နဲ့ကျွေးနေရတဲ့တရားဝါးတွေကိုအေးအေးခံရတဲ့တရားတော့ခေါ်တယ် အဲ့ဒီငရေသားတရဝါရီနေထိုင်ရာဧရိယာကြီးတခုနေပြီးနတ်ကြီးဆိုတာကတော့လူတွေနေတဲ့နေရာအပါဝင်လို့ပြောတယ်ဘာလို့ဆိုဘုံမစိုးနတ်ဆာစီတမဆက်ကြရဲမှာပုံမှန်တီဝါနံသတ္တံတုတ်တော်ဝါဘုမာရာဒီကတိဝါလို့ဆိုသူပြေမှာလူတွေနဲ့လက်ပေါ်နဲ့နေတဲ့ နော်အိဆောင်နဲ့တို့ကျောင်းဆောင်နဲ့တို့သူကစိုးတို့ဘုံစိုးတို့ဆိုဖြစ်တယ်အဲ့ဒါအဲ့ဒီသူတို့ရဲ့နေထိုင်တဲ့ area ဟာဟုတ်အထက်လွတ်လပ်တဲ့အာတတအထီအောင်သူတို့ဆန္ဒသူဖားနဲ့ပြည်စုံတဲ့သရဝါရီနေထိုင်တဲ့နေရာကိုလက်ပြည့်လို့ပါကမဆိုတာကမြင့်မြတ်တဲ့စိတ်နဲ့ရေလန်းနေတာ မေတ္တာကရုဏာမုဒိတာဥပေက္ခာဆိုတဲ့ပြပစုံတရားနဲ့အပြည့်ရနေတယ်။သို့သောမြမပြည်ကိုရောက်တာဒါနနဲ့သီလနဲ့လည်းမရောက်ဘူး။သဘထားကျင့်စဉ်တစ်ခုကိုပေါ်ပေါ်ရောအမြောက်ကျင့်နိုင်မှာမြမပြည်ရောက်ဖြစ်တယ်။အဲ့ဒါလေကျင့်စဉ်ရင်တူတဲ့ပုံကိုယ်တွေဟာစံလို့ခေါ်ရအောင်ပေါ့နော်။သဘထားကျင့်စဉ်ကျင့်လို့အဲ့ဒီအကြောင်းတရားတွေတူညီပြီးတော့ရောက်ရှိသွားတဲ့ ပုံကိုယ်ရင်းရဲ့နေထိုင်ရာဧရိယာတစ်ခုကိုပုံမပြည့်လို့ပဲပြောမယ်။ငါးကားကြီးဆိုတာတော့စားရပြီတဲ့မှာတော့သူကတင်နေအောင်မှာအဓိကအများကြီးရှိတယ်။ဒီပုံတော်အောင်မှာလည်းရှိတယ်လို့ဆို။အဲ့တော့ငါးကားလို့ဆိုတာပုံမပြည့်ကငါးကားဆိုတာတော့အကြီးစရာရဲ့ကောင်းမှုနဲ့အချွန်တက်ပါမှငါးကားလို့ထင်တယ် အိန္ဒိယနိုင်ငံမှာဆိုလို့ရှိရင်ဒီကောဘရာဆက်ပေါ်ဟောက်ချီတယ်နာဂါလို့အဲ့ဒီနာဂါကနေနဂါလို့ပြောတာကြာအိန္ဒိယနိုင်ငံမှာနာဂါအဲ့ဒီပပြင်းထောင်နဲ့ပွေဟောက်ချီတွေကိုပြတ်ထားတယ်ပမာအယူဆနဲ့နဂါဆိုတာဒီကနေ့လူတွေကမတွေ့ကြတော့သူကပွေဟောက်ပွေဟောက်တို့မပွေတို့ပေါ့ ဲ့ဒီအကောင့်ကလည်းပေါ့အဲ့ဒီအကောင့်တွေကမြေကြီးအောင်မှလည်းရှိတယ်အကောင့်ကြီးကြီးတွေကြတော့ပင်လယ်အောင်မှလည်းရှိတယ်အဲ့တော့သူတို့အများဆုံးနေတဲ့ဧရိယာကိုငကားပြေလို့ခေါ်နော်ဒါတော့တရဝါးတွေရှိတဲ့နေရာတစ်ခုအများဆုံးရှိတဲ့နေရာတွေကိုရေးထည့်